င်္ဂလာပါအားလုံးကိုသခင်ရှုနာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ယနေ့ကျွန်တော်တို့ဘဝတ္တတာမှာဘဝတ္တတာနေ့ရက်တနေ့ရက်တိုင်းမှာလက်တွေ့အသုံးချအသက်ရှင်နေဖို့အတွက်ဝိပ္ပယအကြောင်းကိုဆင်ခြင်မှာဖြစ်ပါတယ်ကဘာဦးချောင်းကနေဗျာဒိတ်ချမ်းအထိကျမ်းစာဆောင်တိုင်းမှာသခင်ရှုခရစ်တော်ကိုပုံဆောင်ဖော်ပြထားတာကိုတွေ့ရမှာဖြစ်ပါတယ်ကဘာဦးချောင်းမှာဆိုလို့ရှိရင်အခန်းကြီး3အငယ်15မှာအဲ့မှာပါတဲ့မိမရဲ့မျိုးနွယ်ဆိုတာကသခင်ရှုကို ုံဆောင်တယ်။အခါကြီးဆက်လက်အငယ်၁၈ကအပြင်းလို့တော့ဘုရားခင်ရဲ့ရစ်ပရောဟိတ်မေလခိဇေဒက်ကလည်းပဲသခင်ရှုကိုပုံဆောင်ထားတာဖြစ်ပါတယ်။နောက်ပြီးတော့မှအာဗရာသူသားဣဇက်ကိုရစ်ပူဇော်တဲ့အခါမှာဘုရားခင်ကဣဇက်အစားတိုးတကယ်ကိုပြင်ဆင်ပေးတာအဲ့ဒါလည်းပဲသခင်ရှုကိုပုံဆောင်တာဖြစ်ပါတယ်။ပြီးတော့မှအခါကြီး၃၁ကနေ၄၀၄၁ထိပါ အဲ့မှာပါတဲ့ယောသရဲ့နှိမ့်ချခံရခြင်းနဲ့ချိမြောက်ခံရခြင်းအဲ့ဒါကြီးအားလုံးကလည်းပဲသခင်ရှိခရစ်တော်ရဲ့နှိမ့်ချခြင်းနဲ့ချိမြောက်ခံရခြင်းများကိုကြိုးတင်ပုံဖော်ထားခြင်းဖြစ်ပါတယ်။ထပ်ပြောကြပါတော့ပတ္တကတိုးတကယ်ရဲ့ပတ္တကတိုးတကယ်နဲ့အဲရော်တွင်မှာရစ်ပူဇော်ခြင်းနဲ့အားလုံးသခင်ရှိကိုပုံဆောင်ထားပြီးတော့မှဣသရေလူမျိုးတွေအကျင့်ဘဝအပြစ်ကြောင့်ဘဝတွေမှာလွတ်မြောက် လျှောက်အောင်ဥဆောင်ခဲ့တဲ့ဝေါ်ရှင်နဲ့သူ့ရဲ့ဂျာကန်ဆူတောင်းပေးပေးခြင်းများကလည်းပဲသခင်ယေရှုခရစ်တော်ရဲ့လှုပ်ဆောင်မှုများကိုဤကျိုးလျက်ရှိပါတယ်။ဆိုတော့ with you အကြောင်းကိုအခုကျွန်တော်တို့ခေါ်တဲ့အခါမှာသူ့ရဲ့စာတော်ရဲ့ဘုလတ်နာမည်ကတော့လေဝိလေဝိဆိုတဲ့စကားလည်းဆင်းသက်လာတာဖြစ်ပါတယ်။ဣသရေလလူမျိုးအဲကလေဝိလူမျိုးကဘုရားခင်ရဲ့အမှုတော်ဆောင်ဖို့အတွက်တီးတန့်ရွေးချယ်ထားတဲ့လူမျိုးဖြစ်ပါတယ်။ ဝိပြအကြမ်းကိုအင်္ဂလိပ်လို Leviticus လို့ခေါ်ပြီးတော့မှအရှင်းပြမှာကြားတာတချို့မှာတော့လေဝိဝတ်ထုံးကြလို့ခေါ်ကြပါတယ်ဝိပြအကြမ်းနဲ့ပါအများဆုံးဖော်ပြထားတာကတော့ရစ်ပူဇော်ခြင်းနေရစ်ကောင်နေပြီးတော့မှအာရစ်ပူဇော်ခြင်းနေရစ်ကောင်နေနောက်ပြီးတော့မှလူမျိုးရေးဆိုင်ရာကြည့်ဝင်များအတွက်ပြည့်ညတ်တရားများဖြစ်ပါတယ် ဝိပ္ပယအကြံကိုအခန်းကြီး28ခန်းနဲ့ဖွဲ့စည်းထားပြီးတော့မှတိတာတောင်ချေရင်မှာတတိကြာရတိဘုရားခင်ထာမမောရှိခံယူခဲ့ရတာဖြစ်ပါတယ်အခန်းကြီးတစ်ကံနဲ့16အထိကတော့လူတွေရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ဝိညာဉ်ပိုင်းဆိုင်ရာတန်ရှင်းခြင်းရှိဖို့ယေဘုဟိညာကတစ်စပူဇော်ခြင်းယေပူဇော်ခြင်းအမှုပြုပြီးတော့မှဘုရားသခင်ထံချိန်ကပ်ရမယ့်အကြောင်းများကိုဟောပြထားပါတယ်ဒီအပိုင်းကတော့ ဘုရားသခင်ချမှတ်ပေးထားတဲ့နိလန်းများကိုလက်ခံရတဲ့အပိုင်းဖြစ်ပြီးတော့မှဒုတိယပိုင်းဖြစ်တဲ့အခန်းကြီး16ကနေ28ကတော့ဘုရားသခင်ထံချင့်ကပ်ပြီးတော့မှဘုရားခင်နဲ့အတူအသက်ရှင်လျှောက်လှမ်းရတဲ့ lifestyle လို့ခေါ်တဲ့ဘဝနေမှုပုံစံအဲ့လောက်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီပိုင်းမှာတော့လက်တွေ့လမ်းညွှန်မှုတွေနဲ့ဘုရားသခင်ရဲ့မျက်မှောက်တော်မှာရှင်နှွေးရတဲ့ဓမ္မပွဲတော်များ ပြီးတော့မှအဲ့ဒါတွေကိုပုံမှန်ကျင်းပရတာတွေပြီးတော့မှဆိုးွားတဲ့အကျိုးဆက်တွေပြီးတော့မှနှုတ်အဖြစ်မွတ်ဆိုတဲ့ဂရိတော်တွေကိုတွေ့ရမှာဖြစ်ပါတယ်ဝိပုစာကျမ်းရဲ့အဓိကတော့ချက်ကတော့တန်ရှင်းတဲ့ဘုရားခင်ကအပြည့်နဲ့ပြည့်ဝနဲ့လူသားများဘလို့ဝိပုကိုးကွယ်ရမလဲဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ဝိပုစာကျမ်းထဲကဖြစ်ပူဆိုခြင်းပြားနဲ့ဝိပုရတဲ့ကျင့်သုံးများအားလုံးအားလုံးက သခင်ရှုခရတော်ကိုပုံဆောင်ထားခြင်းဖြစ်ပါတယ်။ဖွေးပြူရဲ့ကြားမှာအရေးကြီးဆုံးစကားလုံးကတန့်ရှင်းခြင်းဆိုတဲ့စကားလုံးပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ဘဝအသက်ရှင်မှုမှာနေ့စဉ်လက်တွေ့ကျင့်သုံးရမယ့်ကိစ္စလည်းဖြစ်ပါတယ်။လူတွေတွေးထဲမှာတော့တန့်ရှင်းခြင်းဆိုတာနဲ့တန်တန်ရှင်းရှင်းနေရမယ်။ကာယကဝစီကမနောကနဲ့သူပြားကိုမပစ်မှားရဘူး။ညစ်ညင်းချစ်ပပတ်တွေပဋိယမကန်ရဘူး။ညင်းညူရယ်ပဋိယမကန်ရဘူး။မတွေးရဘူး။မစင်းစားရဘူး။ မြစ်ပတ်တဲ့လူတွေမကောင်းတဲ့လူတွေအပေါင်းသိရဖို့တန်တန်လေးနေရမယ်ဆရာတွေပဲပြီးတော့စဉ်းစားကြမှာဖြစ်ပါတယ်ဒါပေမဲ့ဝိဇ္ဇာအကြောင်းကတော့ဒီလိုစဉ်းစားတွေးခေါ်မှုများကိုအမပေးပါဘူးအရင်ဆုံးဘုရားခင်ကတန်ရှင်းတယ်လို့ပြောပါတယ်ဒီတန်ရှင်းခြင်းဆိုတဲ့စကားလုံးရဲ့ဝိဉ္ဇကအရိပ္ပကိုရှာဖွေကြည့်တဲ့အခါမှာတီးတန့်ဖြစ်ခြင်းနဲ့နိုင်သူမရတော့ထူးခြားမှုဆိုတာကိုတွေ့ရပါတယ်ဆိုတော့အရိပ္ပက ခံစည်းရှင်လည်းဖြစ်တဲ့အသက်ပေးပန်ရှင်လည်းဖြစ်တဲ့ဘုရားခင်ဟာနိုင်တူလို့မရတဲ့တိတန်ရှိနေသော အထူးခြားသောပုဂ္ဂိုလ်အနန္တတကုရှင် ဖြစ်တယ်ဆိုတာပါပဲဒါကြောင့်သူရှိတဲ့နေရာတွေမှာသူ့ရဲ့အသက်သူ့ရဲ့ကောင်းမြတ်ခြင်းသူ့ရဲ့စင်ကြယ်ခြင်းသူ့ရဲ့တရားမျှတခြင်းတွေလွားမိုးလျက်ရှိပါတယ်ဒါကြောင့်မလို့မတရားမှုဒုစရိုက်မှုများနဲ့အပြစ်များနဲ့ပြေဝါလက်ရှိတဲ့လူတွေဘုရားရဲ့မျက်ပေါက်တော်တဲ့ကိုလာခြင်းနဲ့ဆိုလို့ရှိရင် လို့လည်းပဲတန့်ရှင်းဖို့လိုတယ်ကိုယ့်ဘာသာကိုစ조사ပြီးတန့်ရှင်းအောင်လုပ်ပြီးတော့မှတန့်ရှင်းအောင်နေပြီးတော့မှလာလို့မရပါဘူးဘုရားသခင်ရှိရောက်တဲ့ခါတည်းမှာအာဘုရားခင်တန့်ရှင်းခြင်းကဘုရားခင်ရှိလာတဲ့သူတွေရှိကိုကူးဆက်သွားမှာဖြစ်ပါတယ်ဆိုတော့ဘုရားခင်ကအပြစ်ရှိတဲ့ဣဒရလူတွေသူ့စီကိုတန့်ရှင်းစွာလာနိုင်ဖို့အတွက်ဒီလောက်ကိုပြင်ဆင်ပေးပါတယ် ဒါကတော့သူပြောထားတဲ့အတိုင်းသူ့ရဲ့ပညာများကိုနာခံခြင်းရှိဖို့ဖြစ်တယ်ပထမကတော့သူတို့ရဲ့အဖြစ်တွေရစ်ပူဇော်ဖို့ဘုရားခင်ကပြောပါတယ်ဝိပ္ပယချားနဲ့မှာရစ်ပူဇော်ခြင်း၅မျိုးကိုတွေ့ရမှာဖြစ်ပြီးတော့ပါပထမ၅မျိုးကဘုရားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတဲ့ရစ်ပူဇော်ခြင်းဖြစ်ပြီးတော့ပါနောက်သုံးမျိုးကတော့ကိုယ့်ရဲ့အဖြစ်တွေဘုရားခင်ကိုဝင်ချတောင်းပါနဲ့ရစ်ပူဇော်ခြင်းဖြစ်ပါတယ်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီလား၅မျိုးနဲ့ဘုရားခင်တာ ရှင်းကတ်တာပေါ့နောက်ဆုံးခုကတော့သူတို့ဟိုကျွန်တော်ကျုံဘွားနေဘုရားခင်ကထုတ်လာတာနဲ့အခုသူတို့သူတို့ဒီသူတို့ဘီသူဘီဘာဖြစ်ကြောင်းအမြဲတည်နေဖို့အတွက်ပုံမှန်ကျင်းပရတဲ့ဘွဲတော့ခုနမျိုးအကြောင်းကိုဖော်ပြထားပါတယ်အဲ့ဒါတွေကတော့ပတ်သက်ကပတ်သက်ဘွဲတစည်းဘုတ်ဘွဲအူဒီဘွဲပင်တေကုတ်တေဘွဲတဘိုးမုတ်ဘွဲအပြစ်ဖြေရဘွဲတဲတော်ဘွဲစတာတွေပဲဖြစ်ပါတယ် ။နောက်ပြီးတော့မှအပြစ်သားတွေနဲ့ဖျားခင်ကြားအမှုဆောင်ရတဲ့ရစ်ပရဟိတ်များအဲ့ဒါတွေကိုခန့်အပ်တာကိုလည်းပဲဝိပုကြားမှာတွေ့ရမှာဖြစ်ပါတယ်။နောက်ပြီးတော့ဖျားခင်ကတည်ခြင်းနဲ့လောဘမသက်ဆိုင်လို့အသေးကောင်များကိုမထိမထိဖို့နဲ့နေ့စဉ်အသက်ရှင်ခြင်းမှာအစားအသောက်အဖြစ်ညှဉ်းပန်းခြင်းမရှိဖို့နဲ့အသေးစိတ်ညွန်ကြားထားတာကိုလည်းတွေ့ရမှာ။ဝိပုကြားတဲ့ကပြစ်ပူဇော်ခြင်းတွေကအပြစ်လုပ်ပြီးတဲ့အခါတိုင်းပြစ်ပူဇော်ရပါဖြစ်ပါ ဒါပေမဲ့ယနေ့ကျေးဇူးတော်ကာလမှာတော့အပြစ်ကင်းစင်တဲ့ယေဘုဟိတ်အပြစ်ကင်းစင်တဲ့သူတကယ်အဖြစ်တခေယေရှုရဲ့ကိုစားအသေးခံခြင်းကိုယုံကြည်တဲ့ယုံကြည်လက်တံတဲ့ဘုရားခင်ထာချင်းကနိုင်ပြီ။အတခေယေရှုရဲ့ရှင်ပြန်ထမြောက်ပြီးကျွန်တော်တို့ရှိပေးနေခြင်းရှိနေပေးခြင်းလောက်ကပ်ပေးနေခြင်းများကိုလက်ခံခြင်းအပြင် တန်ရှင်းတဲ့အသက်ရှင်မှုပုံစံကိုရရှိနိုင်ပြီဖြစ်ကြောင်းမေတ္တာနဲ့ဝေငှပါရဲအားလုံးကိုဖျားခင်ကောင်းချီးပေးပါ